်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တည်ဆုံသွားသူတို့၏အမိများမဲဆင်းတွင်ပါဝင်နေကြောင်းကြံခိုင်ရေးပါတီထိတ်တန့်ကောင်းဆောင်ပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်တွင်မဲဆွယ်နေသောတန့်ခိုင်ရေးပါတီထိတ်တန့်ကောင်းဆောင်တအုပ်ပြည်သူဦးလာဆွေကလာပိုင်းအတွင်ကျင်းပမဲ့ရွှေကောက်ပွဲအတွက်မဲဆွေမှားရွေးနေသည်ကိုစစ်ဆေးတွေ့ရှိရသည်ဟုအော်တိုဘာ9ရက်နေ့တွင်ပြောဆိုလိုက်ပါသည် ဥပမာမင်္ဂလာတီပလို့ရက်ွက်မျိုးမှာဆိုရင်ရက်ွက်အုပ်ချုပ်ရေးမှုတောင်မပါဘူးဗျ။ရက်ွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစင်းရမပါဘူး။ကျန်တဲ့လူတွေပြောမနေနဲ့။အဲ့ဒီလူတွေဖြစ်တဲ့တည်သွားတဲ့သူတွေပြန်ပါနေတာရှိတယ်။နောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေအဲ့ဒီလူတွေလည်းပြန်ပါနေတယ်ဟုသူက online တွင်ရုပ်တံရိုက်ကူးထုတ်လွှင့်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ကွာတာကတော်တော်ကွာတာ900မှ300လောက်ကွာနေတာဒါကသိမ့်မကောင်းဘူး။ မဲစရင်မှားရွေးမှုနဲ့ရှင်သားရနေသောမြန်မာနိုင်ငံတွင်စစ်တပ်ကထိုးစရင်အကြောင်းပြအာဏာသိမ်းထားစဉ်ထွက်ပေါ်လာသောဥလာဆွေဤပြောဆိုချက်မှာအွန်လိုင်းတွင်နေတွင်ချင်းပြန့်နှံ့သွားသည်2023ခုနှစ်အတွင်းကအမျိုးသားလွှတ်တော်၌ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်အဆိုတစ်ခုဆွေးနွေးရာတွင်စစ်အရာရှိဟောင်းလွှတ်တော်အမတ်ဥလာဆွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုရွှေလက်ဖြင့်ခေါ်လို့မလာလျင်ဘူးလက်ကြီးစံဖြင့်ခေါ်မိဟုပြောဆိုရာမှာဘူးလက်လာဆွေဟုနာမည်ကြီးလာသည် သူကလည်းထိုသို့ခေါ်ဝေါ်ခံရပြီးနောက်သူဤကလောင်အမည်ထုတ်ဝေသည့်ဂျာနေနာမည်တို့တွင်ဘူလက်ကိုထည့်သွင်းခဲ့သည်ရှက်ကူအကောင်ပါတီဤပြည်တော်စုနေမည်ဥက္ကဋ္ဌတာဝန်ယူထားသောဘူးလက်လာဆွေသည်စစ်တပ်ကကျင်းဖရန်ပြင်ဆင်နေသည့်ရွှေကောက်ပွဲတွင်ဝင်ပြိုင်မိဖြစ်ပြီးပုပ္ပတီတီမျိုးနှင့်ရက်ွက်ကြီးပါများတွင်လှိမ့်လေမဲဆွယ်လျက်ရှိသည်။၎င်းတို့ဤပါတီဥက္ကဋ္ဌဦးခင်ကြီးကလည်းမဲဆွယ်ခရီးထွက်နေပြီးအောက်တိုဘာ3ရက်နေ့ကရန်ကုန်တွင်အမျိုးသားရေးအမိခံပါတီဝင်းရံသူမိတ်ဆွေများကိုတွေ့ဆုံကြောင်းသတင်းထုတ်ပြန်ထားသည်။ ဆက်လက်ပြီးဝမ်ရွန်းနှင့်စစ်မှုရန်အပတ်စဉ်ဆက်ရှိအတွက်လူငယ်ငါးဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်ကြေးရွာလေးရွာတို့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဖွင့်ရောက်စီးနှင်ပြီးလူငယ်ငါးဦးကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice of One တွင်မှတာဝန်ရှိသူတို့ဦးကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီအော်တိုဘာလ9ရက်နေ့မိုးလက်နှစ်နာရီခန့်အချိန်ဝမ်တွင်းမြို့နယ်တွင်းရှိခံဘဲရွာရွာတိရွာတောင်စေရွာနှင့် အိုမတွေ့ရွာတို့ကိုအကြံဖက်စစ်တပ်ကဖွင့်ရောက်စီးနှင်ပြီးပြည်သူ၅ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်ကခံပဲရွာမှလူငယ်၂ဦး၊ရွာသေးရွာမှလူငယ်၂ဦး၊တောင်ဆဲရွာမှလူငယ်၁ဦးနှင့်အိုမတွေ့ရွာမှလူအချို့ကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးရတွင် light truck ကတစီကိုချော့ဆွဲကာပြည်သူများကိုခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရပါသည်။အဲ့ဘက်ကရွာတွေမှာကစစ်မှုထမ်းကြီးကောက်တာတော့မရှိဘူး။ စစ်ခွေးတွေကလိုင်းကြီးကောက်တာပဲရှိတယ်။ဒီနေ့တော့စစ်ခွေးတွေကအဲ့ဒီရွာလေးရွာကိုဝင်ရောက်ဆင်းနေပြီးပြည်သူ၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတော့ဖမ်းဆီးသွားတဲ့သူတွေကိုတော့ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာတော့မသိရသေးဘူးဟု Voice of Wonder မှတာဝန်ရှိသူကပြောဆိုပါတယ်။အကြံဖက်စစ်တပ်ကယခုအောက်တိုဘာလ15ရက်နေ့ဖွင့်လှစ်မယ်စစ်မှုရန်အပတ်စဉ်ဆက်ရှိအတွက်ဝမ်တွင်းမျိုးပေါ်နှင့်ခြေရွာများတွင်လူငယ်များကိုပုံစံမျိုးစုံဖြင့်ရှာဖွေဖမ်းဆီးပေါ်တာဆွဲလျက်ရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးကိုထိန်လင်းမှမိခင်ဖြစ်သူလွတ်မြောက်ရေးအတွက်ရှီကျင့်ပင်ထံအခုညတောင်းပီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အသက်48နှစ်ရှိကင်အရစ်ခေါ်ကိုထိန်လင်းသည်ဘဝတစ်လျှောက်လုံးထင်းထင်းပေါ်ပေါ်နေထိုင်ခဲ့ခြင်းမရှိဘဲတိတ်တိတ်ဆိတ်ဆိတ်ပင်နေထိုင်လာခဲ့သူဖြစ်သည်။မီဒီယာများကဆက်သွယ်ချင်းကပ်လာမှုများကိုလည်းရှောင်ရှားခဲ့ပြီးမိခင်ဖြစ်သူထံအလေပြန်ခွင့်ရရှိခဲ့သည့်ရှာရှာပပအချိန်ကလေးအတွင်းတွင်သာ၎င်းအားဓာတ်ပုံတစ်ဖက်ဖြက်ရိုက်ခွင့်ရခဲ့ကြသည် 2021အာနာသိမ့်ပြီးမိခင်ဖြစ်သူအားလည်းမတရားဖန်ဆီးအကျဉ်းချခဲ့ပြီးနောက်တွင်မူလူမြင်ကွင်းသို့ထွက်လာပြီးမိခင်ဖြစ်သူဤဆိုးရွားလာနေသောနှလုံးရောဂါအခြေအနေနှင့်အကျဉ်းထောင်အတွင်ပင်ပန်းဆင်းရဲလွန်းလာစွာနေထိုင်နေရသည့်အကြောင်းများကိုကဘာကိုအတိပေးအကြောင်းကြားလာခဲ့သည်။ကိုထိန်လင်းသည်ယခုအခါမိခင်ဖြစ်သူအားပြန်လွတ်ပေးဖို့စစ်အုပ်စုအားတိုက်တွန်းပေးရန်တရုတ်သမ္မတရှီကျင့်ပင်အားတောင်းဆိုလိုက်သည်။တရုတ်သည်ကာလကြာမြင့်စွာရှိခဲ့သောဆက်ဆံရေးနှင့်အမြောက်အများရင်းနှီးမြှုပ်နှံထားမှုများကြောင့် မြန်မာအပေါ်ဩစာအလွှမ်းမိုးနိုင်ဆုံးနိုင်ငံဖြစ်သောကြောင့်ဟုပြောခဲ့သည်ဟုဟောင်ကောင်ရှိ South China's Morning Post တွင်ဆာမရှင်းသားလာခဲ့သည်။ကျွန်တော်အနေဖြင့်မိခင်ဖြစ်သူနှင့်အတူလွတ်တင်လွတ်ထိုက်သူများအလုံးလွတ်ပေးဖို့စစ်အုပ်စုအားပူရစ်ပြားပေးပါရန်တမန်ရရှိခြင်းပင်အားမြစ်တာရက်ခံပါသည်ဟုပြောခဲ့သည်။ကျွန်တော်တွင်ရှိသတင်းအချင်းမြင့်များ၏အဆိုအရမိမိကိုလွတ်ပေးဖို့တောင်းဆိုနေတာကိုသိထားပါသည်။တရုတ်ရာရှိများလည်းအခြားသူတွေလိုပဲသူ့ကိုတွေ့ချင်နေကြပြီးတွေ့ခွင့်ရဖို့တောင်းဆိုနေကြတယ်လို့ယုံကြည်ထားပါတယ်။ ကျွန်တော်သိရတဲ့လောက်အခြားသူတွေလိုပဲတရုတ်ရရှိတွေကိုလည်းတွေးခွင့်မပေးသေးပါဘူးကိုထိန်လင်းကတဖန်အချင်းထောင်ပြန်ပါကတယောက်ယောက်နဲ့မိမိနဲ့တွေ့ပြီးအနည်းဆုံးအသက်ရှင်နေသေးတယ်ဆိုတာသိရရင်တော်ပါပြီဟုလည်းပြောသွားခဲ့ပါတယ်အချင်းထောင်တွေကအခြေအနေတွေဟာအလွန်အလွန်ဆိုးွားနေတာမို့မိမိထောင်ထဲမှာတင်ဆုံးသွားမှာကိုကျွန်တော်တစ်ချိန်လုံးစိုးရင်နေတယ်မိမိကိုလည်းနောက်တစ်ချိန်လောက်လူကိုယ်တိုင်ပြန်တွေ့ချင်မိတယ်မိခင်သည်စိတ်အုပ်စုထက်တယုံနှင့်ဆက်ဆံရေးပိုကောင်းအောင်လုပ်နိုင်ခဲ့သည်ဟုယုံကြည်သည်ဟုဆိုသည် ကျွန်တော်မိမိနဲ့ NLD တို့ကတရုတ်နဲ့အကျိုးစီးပွားဖြစ်ထွန်းစေတဲ့အလို့သဘောဆက်ဆံရေးကောင်းများရှိခဲ့တယ်။ဒါကလည်းသူ့အနေနဲ့တိုင်းပြည်အတွက်အရေးကြီးတယ်လို့ယူဆလို့စူးစမ်းခဲ့တာဖြစ်တယ်။မြန်မာနိုင်ငံမှာအခြေအနေတွေတိုးတက်ပြောင်းလဲလာနေတဲ့အတွက်တရုတ်နိုင်ငံအနေနဲ့မြန်မာနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကင်နိုင်မယ်။ပြီးတော့အဲ့ဒီစီးပွားရေးအကျိုးစီးပွားတွေဟာတနည်းမဟုတ်တနည်းအောင်မြင်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပြီးတခြားသူတွေရဲ့လောဘကြောင့်ဖျက်ဆီးသွားမှာမဟုတ်ဘူးလို့ယုံကြည်စိတ်ချနိုင်စရာဖြစ်လာတယ်။ မြန်မာဤပြည်ပခသည်တရုတ်နိုင်ငံအတွက်အခက်အခဲများဖြစ်လာရသည်ကိုစေအုပ်စုအားပေးအားမြောက်ပြုမှုကြောင့်ပေါ်ပေါက်လာသောကြားဖြန့်ငွေလိမ်များကိုရှင်းညွန်ပြောဆိုသွားသည်ထိုကိုင်းများကတရုတ်နိုင်ငံသားများကိုလည်းပြစ်မှတ်ထားပြီးလိမ်လည်ခဲ့ကြသည့်အတွက်ဒေါ်လာဘီလီယံနဲ့ချီစုံရှုံခဲ့သည်ဟုလည်းဆိုသည်ကိုထိန်လင်းကစေအုပ်စုလုံးကြီးရွေးကောက်ပွဲနှင့်ပတ်သက်၍ယခုလိုပြောခဲ့ပြန်သည် တရုတ်သည်မြန်မာပြည်တွင်ငြိမ်းချမ်းရေးအမျိုးသားပြည်လည်တင်မြတ်ရေးပြည်သူ့ဆန္ဒကိုအခြေခံသည့်အစိုးရပေါ်ထွက်ရင်းငလင်တန်အပြီးပြည်လည်တိဆောက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးလာစေမည့်နိလမ်းများကိုရှာဖွေနေကြောင်းရှင်းသည့်မြန်မာပြည်အတွက်သာမကတရုတ်ထွက်လည်းမှန်ကန်တင်မြတ်သည့်ဤမှန်ချက်များဖြစ်ကြောင်းထို့သောထိုဤမှန်ချက်များသည်ပြည်သူတန်ပေါင်းများစွာအားဘေးဖယ်ထုတ်ထားသည့်အတူရောက်ရွေးကောက်ပွဲနှင့်တော့ဖြစ်လာစေရအကြောင်းမရှိ၎င်းတို့စီစဉ်ထားသောရွေးကောက်ပွဲကြောင့်မြန်မာသည်ပို၍ပင်ကတောင်းကနေဖြစ်ကာ ဒုက္ခရောက်တော့မည်ဖြစ်ပြီးမိသူကများလည်းရွေးကောက်ပွဲရလက်ကိုလက်ခံကြမှာမဟုတ်သည့်အတွက်တိုက်ပွဲများပုံမပြင်းထန်လာဖို့သာရှိသည်ကျွန်တော်အမေကိုလွတ်ပေးခြင်းသည်သာမြန်မာပြည်ထနာကိုဖြည့်ရှင်းဖို့ကြိုတင်လိုအပ်ချက်တစ်ရက်ဖြစ်တယ်လို့ယူဆပါတယ်ဟုထပ်မံထည့်သွင်းပြောဆိုသွားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကလည်းအကယ်၍ဒေါအောင်ဆန်းစုကြည်အကျဉ်ထောင်နဲ့ဆုံးဖြတ်သွားခဲ့လျင်လက်ရှိအကြက်တဲသည့်ပို၍နှဆိုင်လာလိမ့်မည်ဟုလည်းသတိပေးလာခဲ့သည်။ အကွဲအပြင်းညာပုံမှန်နဲ့ဆိုင်လာပြီးပြိပခသည်ရှေ့ချလာမည်ဖြစ်တဲ့အပြင်အမျိုးသားပြည်လေရင်ကြားစစ်ရေးသည်လည်းပိုရွေ့ပင်ခက်ခဲလာမည်ဟု NUGE နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးခွင့်ကြီးဒေါက်တာဆာဆာကဆိုပါရယ်ဒေါအောင်ဆန်းစုကြည်သည်တရုတ်သို့2015နှင့်2016တွင်နှစ်ချိန်တိုင်းသွားရောက်ခဲ့သည်တရုတ်သမ္မတရှီကျင်းပင်သည်လည်းမြန်မာသို့2020တွင်ရောက်ရှိခဲ့ပြီးဖြစ်သည်မိမိအမြင်ပြောရရင်တော့မင်းအောင်လာဤဒေါအောင်ဆန်းစုကြည်အပေါ်အငုံစိမ့်နေကြောက်ရွံ့နေမှုကိုဖယ်ရှားနိုင်ပြီးသူကိုယ်သူယုံကြည်မှုရှိလာမှသာပြန်လွတ်ပေးရမည်ဖြစ်သည် ဒေါအောင်ဆန်းစုကြည်အားလှုပ်ပေးရန်သို့မဟုတ်ဈေးကူသားခွင့်ပေးရန်အတွက်တရုတ်မှစစ်အုပ်စုတို့လှုပ်ဝက်တောင်းဆိုမှုများပြုလုပ်နေကြောင်းအတည်မပြုနိုင်သေးသောသတင်းရင်းမြစ်များအရသိရသည်။ယင်းတောင်းဆိုမှုများကိုစစ်အုပ်စုကလက်ခံခြင်းမရှိသေးပေ။တရုတ်ကမှထိုသို့လှုပ်မပေးဟုဆိုကောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်၎င်းတို့အားထောက်ခံနေမှုများရုပ်သိမ်းဖြစ်မည်ဟုအကြက်ကင်နိုင်သည်တရုတ်တို့ဘက်ကအချိန်မရွေးဖောက်လာနိုင်ပြီးဤသည့်ကိစ္စမဆိုထိုးထိုးသောနှီးမျိုးဖြင့်အကြက်ကင်လာနိုင်သည်ကိုရိတ်စားမိသောမင်းအောင်လိုက်သည့် ရုရှားအောင်ငတ်တလောက်ပေါင်းများလက်ဖက်တုံများအဖြစ်လူမြင်မကောင်းအောင်ခါရနေခြင်းဖြစ်သည်ရွှေကောက်ပွဲပြီးပြီတရုတ်တို့ထင်သလိုဖြစ်မလာပါကဤတို့လှုပ်လာမည်ကိုမင်းအောင်လိုင်းစိတ်တထင်းနဲ့ဖြစ်နေသည်ရှီချင်းပင်တို့ထင်ထားသလို၎င်းကအာနာလက်မလို့ခိုလေကြံစီထားပုံရ၍မပြေတော့ကံရရှိရုရှားကိုကတ်ထားခြင်းလည်းဖြစ်သည်လက်ရှိတွင်တော့ထိုးပုတ်ကိုသည်တိုင်းပြည်ဤဖွံ့ဖြိုးတိုးတက်မှုဆိုသောနိုင်လက်တံကို၎င်းတအုပ်ရဲ့ဆုံးဖြတ်ချက်များဖြင့်အောင်မြင်စွာနောက်ပြန်လှည့်ထားနိုင်ခဲ့ပြီဖြစ်သည်။